ရှင်မြန်မာနိုင်ငံတဝင်းကသတင်းတွေကိုဒေါ်ဝဲဝက်ရှ်ပြည်သက်တွေတရှိစေဖို့တပတ်အတွင်းမြန်မာသတင်းရေးရာအစီအစဉ်ကိုတင်ဆက်လိုက်ပါတယ်ဒီတစ်ပတ်မြန်မာရေးရာမှာတော့မတ်လ9ရက်ကနေမတ်လ15ရက်အထိတပတ်တာအတွင်းအဖြစ်ပျက်တွေထဲကထူးခြားဖြစ်စဉ်တွေကိုကောက်နှုတ်ဖော်ပြသွားမှာပါဒီအစီအစဉ်ကိုဒေါ်ဝဲဝက်ရှ်ဝန်တော်သားတွေကစတင်ဆက်ထားတာပါမြန်မာနိုင်ငံကလူဦးရေတန်းအတွက်စားနပ်ရိက္ခာအထောက်ပံ့တွေကို လာမယ့်ဧပြီလကစပြီးရပ်ဆိုင်းတော့မယ်လို့ကုလသမဂ္ဂကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP ကမတ်လ14ရက်မှာထုတ်ပြန်ပါတယ်။ WFP ရဲ့ရမငွေလိုအပ်ချက်အလွန်ကြီးမားနေတာကြောင့်အခုလိုရပ်ဆိုင်းရတာလို့ဆိုပါတယ်။မြန်မာနိုင်ငံမှာပြိပခတွေနေရွှန့်ခွာမှုတွေမြင့်တက်လာပြီးကူညီခွင့်ပိတ်ပင်မှုတွေကြောင့်စားနပ်ရိက္ခာလိုအပ်ချက်ပုံမများပြားလာချိန်မှာအခုလိုရပ်ဆိုင်းဖို့ဖြစ်လာတာလို့ဖော်ပြပါတယ်။ ရမုံဝင်မရရင်ထိခိုက်လွယ်မှုအမြင့်ဆုံးဖြစ်တဲ့အသက်၅နှစ်အောက်ကလေးငယ်တွေကိုဝင်ဆောင်မိခင်တွေနှုတ်တိုက်မိခင်တွေနဲ့မတန်ဆွမ်းတွေအပါအဝင်လူဦးရေ၃000ခွဲလောက်ကိုပဲထောက်ပံ့နိုင်တော့မယ်လို့ဆိုပါတယ်မြန်မာနိုင်ငံမှာအကူအညီတွေဆက်ပေးနိုင်ဖို့ဆိုရင်အမေရိကန်ဒေါ်လာတန်း60လောက်အရေးတကြီးလိုအပ်တယ်လို့ဖော်ပြပါဗျ။မြန်မာနိုင်ငံမှာစားနပ်ရိက္ခာလိုအပ်ချက်မပြည့်မီတဲ့လူဦးရေ15.2တန်းရှိပြီးအဲ့ဒီအထက်က1.3တန်းကျော်ဟာဆာလောင်မွတ်သိမ့်မှုဒဏ်ကိုရင်ဆိုင်နေကြရတယ်လို့ဆိုပါဗျ။ သူတို့ဟာထမင်းနဲ့ရီရှော့စားရတဲ့အပြင်အကျွေးနုံထဲမှာပါရုံးကန်နေကြရတာပါမြမလူဦးရေတန်း20နီးပါးဟာအကူအညီတွေလိုအပ်နေတယ်လို့ကုလသမဂ္ဂကဆိုပါတယ်မန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလှကြေးရွာကဈေးဆိုင်တန်းတွေကိုစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်အရက်သားပြည်သူ28ဦးသေဆုံးတယ်လို့မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်ကထုတ်ပြန်ပါတယ်။မတ်လ14ရက်မွန်းလွယ်3နာရီဝန်းကျင်မှာဘုံကျဲတိုက်ခိုက်တာဖြစ်ပြီး ကလေးငယ်6ဦးအပါအဝင်28ဦးသေဆုံးပြီးတော့30ဝန်းကျင်ထိခိုက်ဒဏ်ရာရတယ်လို့ဖော်ပြပါဗျ။မတ်လ4ရက်ကလည်းလက်ပံလာကြေးရွာကိုလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်လို့ပြည်သူ2ဦးသေဆုံးခဲ့ပါသေးတယ်။စင်ကူးမြို့နယ်ကိုမန္တလေး PDF က2024ဇူလိုင်လ18ရက်မှာတင်းယူထိန်းချုပ်ထားတာပါ။တော်လိုင်းရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ ပြည်သူကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေကိုစစ်ကောင်စီကပေါ်ပေါ်ထင်ထင်ကျူးလွန်နေတယ်လို့မန္တလေး PDF ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါဗျ။မန္တလေးတိုင်းမှာစစ်ကောင်စီလက်လွတ်ထားရတဲ့မတရားမျိုးနယ်မှာလဲမတ်လ17ရက်ကဘုံကျဲတိုက်ခိုက်ခံရလို့ကလေးငယ်တအူးအပါဝင်အရသား9ဦးသေဆုံးခဲ့ပါဗျ။ပဲခူးတိုင်းကညောင်လေးပင်နဲ့တောင်ငူခရိုင်တွေမှာလဲလေကြောင်းတိုက်ခိုက်ခံရလို့ Freedom Burma Ranger ကကျမ်းမာရေးဝန်ထမ်း2ဦးအပါဝင်9ဦးသေဆုံးခဲ့ပါဗျ။ စကိုင်းတိုင်းရေဦးမြို့နယ်မကွေးတိုင်းပေါ့မြို့နယ်မန္တလေးတိုင်းတောင်သာမြို့နယ်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်တွေမှာလည်းအခုသတင်းပတ်အတွင်းဘုံကျဲတိုက်ခိုက်ခံရတာကြောင့်ဆေးရုံဘာသာရေးအဆောက်အအုံတွေနေအိမ်တွေပျက်စီးပြီးအရသာပြည်သူထိခိုက်ဒေဆုံးတာတွေရှိခဲ့ပါတယ်အနာဒိန်ကာလာ၄နှစ်တာအတွင်းအကျန်းဖတ်ဖြစ်စဉ်တွေကြောင့်စကိုင်းတိုင်းမှာအရတားပြည်သူ9300ကျော်သေဆုံးတယ်လို့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for မြန်မာက March လ12ရက်မှာထုတ်ပြန်ပါတယ်။2021 March လကနေ2025 January လအတွင်းအရသား9000ကျော်တည်ဆုံတဲ့အပြင်3800နီးပါးဟာလည်းထိခိုက်ဒဏ်ရာရတယ်လို့ဖော်ပြပါတယ်။ရွှေဘူမုံရွာစကိုင်းကံဘလူရင်းမပင်ခရိုင်တွေမှာထိခိုက်တည်ဆုံမှုအများဆုံးလို့ဆိုပါတယ်။ထိခိုက်တည်ဆုံမှုတွေရဲ့ရာခိုင်နှုန်း80%ကျော်ဟာပြည်သူကိုပြစ်မှတ်ထားတိုက်ခိုက်တာကြောင့်လို့ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလတလထဲမှာတွင်စကိုင်းတိုင်းမှာအရက်သား20ကျော်တေဆုံးပြီး60ကျော်ဒဏ်ရာရတယ်လို့ဆိုပါတယ်။ရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလနောက်ဆုံးအပတ်ဒါမှမဟုတ်နောက်အကျဆုံးဇန်နဝါရီလဒုတိယပတ်မှာကျင်းပမယ်လို့စစ်ကောင်းဆောင်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကဘယ်လာရော့စ်နိုင်ငံခီးစင်မှာပြောဆိုခဲ့ပါတယ်။ စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုရုရှားနဲ့ဘလာရုနိုင်ငံတွေကအားပေးထောက်ခံပြီးရွေးကောက်ပွဲအကဲဖြတ်ဖို့ကိုယ်စားလှယ်ဖွဲ့တွေစေလွှတ်ဖို့ရှိတယ်လို့လည်းစစ်ကောင်ဆောင်ကပြောပါတယ်။စစ်ကောင်ဆောင်ရုရှားခီးစင်အပြီးမတ်လ17ရက်မှာလာရောက်တဲ့တရုတ်အာရှရေးရာအထူးကိုယ်စားလှယ်မစတာတိန့်ရွှေကျန်းကလည်းရွေးကောက်ပွဲကိုတရုတ်ကကူညီမယ်ဆိုပြီးပြောဆိုတယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။လူခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကတော့စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကို နီးပညာအကူအညီမပေးကြဖို့နိုင်ငံတကာအစိုးရတွေကိုတိုက်တွန်းထားပါတယ်။ဒါအပြင်ရပ်သားပြည်သူတွေပေါ်အကြမ်းဖက်တိုက်ခိုက်မှုတွေကျူးလွန်မှုမြင့်တက်နေတဲ့အပြင်အနိုင်ရပါတီကိုလည်းဖယ်ခြံပြီးကျင်းပမဲ့ရွေးကောက်ပွဲဖြစ်တာကြောင့်လက်မခံကြဖို့အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးအဖွဲ့ချုပ်ကလည်းတိုက်တွန်းထားပါတယ်။စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုတော်လိုင်းရေးအင်အားစုတွေအမျိုးသားညီညွတ်ရေးအစိုးရ NUG အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တို့ကလည်းကန့်ကွက်ထားကြပါဗျ။မြန်မာနိုင်ငံမှာမျိုးနယ်330ရှိတဲ့အထက်မှာ တိုက်ပွဲဖြစ်တဲ့နေရာတွေကိုဖယ်ချန်ပြီးမြို့နယ်162ခုမှာပဲရွေးကောက်ပွဲကျင်းပမယ်လို့စစ်ကောင်စီလက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပြောဆိုထားပါတယ်။ကချင်တက် KIA နဲ့တအန်းတက် TNL တို့ကြားနယ်မြေအငင်းပွားမှုကိုနှစ်ဖက်ခေါင်းဆောင်တွေနိုင်ငံရေးနှီးနဲ့မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးဖြေရှင်းကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ UNG ကတိုက်တွန်းပါတယ်။အဲ့ဒီလိုဖြေရှင်းရမှာလိုအပ်ရင်ကူညီဖို့အဆင်သင့်ရှိတယ်လို့လည်းဆိုပါတယ်။ လက်တလောအောက်ခြေပွတ်တိုက်မှုတွေကနေလူမျိုးရေးအမုန်းတရားစီအပြန့်ကျေမသွားစေဖို့အတွက်နှစ်ဖက်ခေါင်းဆောင်တွေထိန်းចောင်းနိုင်မယ်လို့ယုံကြည်တယ်လို့လည်းမတ်လ14ရက်ကထုတ်ပြန်တဲ့ထုတ်ပြန်ချက်မှာဖော်ပြပါဗျ။အခုရက်ပိုင်းအတွင်းနှစ်ဖက်အဖွဲ့အစည်းတွေကြားဗဟိုအဆင့်ဆွေးနွေးမှုတွေလှုပ်ဆောင်မယ်လို့ဖော်ပြကြတာပြည်သူလူထုရဲ့သဘောဆန္ဒကိုရယူမယ်လို့ဖော်ပြတာတွေဟာအပြုသဘောဆောင်တဲ့အတွက်ကြိုဆိုတယ်လို့လည်းအင်ယူကြီးကဆိုပါဗျ။ကော့ခိုင်မြို့မှာရှိတဲ့ KIA ဆက်ဆံရေးရုံးကိုမတ်လ9ရက်မှာ တီအန်အယ်လီကဝင်ရောက်စီးနင်းရကနေနှစ်ဖက်တက်တွေကြားတင်းမာမှုတွေပုံမမြင့်တက်လာတာပါ KIA နဲ့ DNL ကြားမှာမန်တုံနမ်ခန်နမ်ဖက်ကမုံကိုစတဲ့နေရာတွေမှာလည်းနယ်မြေအငင်းပွားမှုတွေရှိနေပါတယ် KIA ဒူးဖို့ချုပ်ကြီးခွမ်းမော်ကတော့ရှမ်းမြောက်မှာလူမှုနဲ့အစည်းအဝေးလုပ်ပြီးလူမှုသဘောထားရယူဆုံးဖြတ်မယ်လို့ပြောပါတယ်တန်းတက်ပြန်ကြားရေးတာဝန်ခံလွှေးရည်ဦးကတော့ယတနာမကြီးလာအောင်နှစ်ဖက်ဆက်သွယ်မှုတွေရှိနေပြီး ဗဟိုအဆင့်တွဲဆောင်ဖို့ကြိုးပမ်းနေတယ်လို့ BBC မြန်မာပိုင်းသတင်းတရက်မှာပြောဆိုထားပါဗျ။ထိုင်းမြန်မာနယ်စပ်ကခြေကုပ်စခန်းတစ်ခုဖြစ်တဲ့ပူလူတူစခန်းကိုကရင်မျိုးသားအစည်းအရုံး KNU ကမတ်လ14ရက်မှာတင်ယူနိုင်ခဲ့တယ်လို့ KNU ကထုတ်ပြန်ပါတယ်။စခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်12ဦးသေဆုံးပြီး12ဦးဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလွတ်မြောက်သွားတယ်လို့ဆိုပါတယ်။ ။ကရင်တက် KNL ဘက်ကတော့3ဦးသေဆုံးပြီး6ဦးဒဏ်ရာရတယ်လို့ဖော်ပြပါဗျ။လိုင်းပွဲမြို့နယ်ထဲမှာရှိတဲ့ပူလူတူစခန်းကို ဖေဖော်ဝါရီလ25ရက်မှာစတင်တိုက်ခိုက်တာဖြစ်ပြီးရက်20နီးပါးကြာမြင့်ခဲ့ပါတယ်။စစ်ကောင်စီဘက်ကလေကြောင်းအကြိမ်ကြိမ်ပြန်လည်တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲပြင်းထန်နေတဲ့ကာလအတွင်းထိုင်းဘက်ကတိုက်လေရင်တွေ နေဆက်တလျှောက်ပြန်ဝဲကင်းလှည့်ခဲ့ပါသေးတယ်။ က်ပေါင်းတို့ကိုရောစိတ်ပါစမ်းမချမ်းသာကြပါစေ။ကပ်ဘေးမျိုးမျိုးကနေလည်းအញ្ញံဆုံးလွတ်မြောက်နိုင်ပါစေလို့ဒဝဲဝဝိုင်းတို့သားတွေကစုမုံကောင်တောင်းအပ်ပါတယ်။နောက်တစ်ပတ်မှလည်းမြမသတင်းရေးရအစီအစဉ်ကိုဆက်လက်ဆောင်ရွက်ကြည့်ရှုနားဆင်ကြပါအောင်ရှင်။